တင်ခုမြည်တွေ့နေရတာကတောင်လုံးဝမဟုတ်ပါဘူး။မူယာမာယာတွေပေါ်လုံးတဲ့ကကြီးမှာတဘာဝတရားကြီးကအစမယုံရတော့ပါဘူးခင်ဗျာ။အခုဖန်သားပြင်ပေါ်မှာမြည်နေရတာကလည်းတင်ထင်နေသလိုကြောက်တောင်တန်းကြီးလုံးဝလုံးဝကိုမဟုတ်ရပါဘူး။တကယ်တော့ဒါကဖျက်ချခံရရတဲ့ကဘာအကြီးဆုံးတစ်ပင်ကြီးတွေကတစ်ခုပဲဖြစ်ပါတယ်။တခြားကြည့်မယ်ဆိုရင်သူ့ရဲ့ဘေးသားတွေကပင်စီကွန်တွေလိုမျိုးချောက်ကပ်နေတာကိုမြင်ရမှာပဲဖြစ်ပါတယ်။ သူရဲ့အမြင်ပေကဥပမာပေးရမယ်ဆိုလို့ရှိရင်အထက်60စာတိုက်တလုံးစာလောက်ရှိမှဖြစ်ပြီးတော့ဒီကောင်ကြီးကအရင်ဒိုင်နိုဆောကစ်ကလေးကရှိခဲ့တာဖြစ်ပြီးအောက်ကကဲတစ်ခုကြောင့်ဒီလိုဖြစ်နေတာလို့လည်းကောက်ချက်ချတာကြပါတယ်။ဘာလို့လဲဆိုရင်သူ့မှာဘာချော်ရည်မှလည်းမရှိဘူး၊ဂူရီလည်းလုံးဝမရှိပါဘူး။ဘေးပပလဲမှာကြောက်တုံးလေးတွေရှိတာကလည်းကြောက်တုံးနဲ့တစ်ခုနဲ့လုံးဝကိုမသိမကွဲအနေအထားတစ်ခုမှပဲရှိနေတာပါ။အစိုးရကတော့ဒါကကဘာကြီးရဲ့ဈေးမြင့်လို့ပြောကြပေမဲ့လေဒါကအရင်တုန်းကလူရိုင်းတွေကိုကိုွက်အလေးထားရနေရာဖြစ်ခဲ့တာပါ ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။တင်ဆက်ပေးသွားတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ပရိသတ်ကြီးတို့ကသဘောကျနှစ်သက်တယ်ဆိုရင် channel လေးကိုလည်း like and follow လေးလုပ်သွားပေးကြပါဦး။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။